မ်းမင်းမျိုးမှာငလင်ကြောင့်အမေးတိုက်ခင်းပြူကြပျက်စီးခဲ့ရပြီးနေရခက်ခဲနေတဲ့အိမ်ငှားတွေကိုထောက်ပံ့ကြည့်ပေးပေမဲ့အင်ရှင်တွေကြောင့်မရကြဘူးလို့အိမ်ငှားနေထိုင်သူတို့ထံမှသိရပါတယ်။ဒီလိုထောက်ပံ့မှုရန်ငွေတွေဟာအင်ရှင်တွေနဲ့သာသက်ဆိုင်တယ်ဆိုပြီးအိမ်ငှားနေသူတွေကမရကြတာပါ။အောက်မြေသာဇံမြို့နယ်မှာအိမ်ခန်းငှားနေသူလူသူတူကအခုလိုပြောပါတယ်။ငါးတွေကိုဘာလဲဆိုတော့အလူရှင်နေနေရတော့ပို့ပြီးတော့ပေါ့ဥမာအိမ်ငါးရှင်ကိုပို့ပြီး9000နေနေ3000နေနေသူကပို့ပြီးရရှိရတယ်။အဲ့လိုမျိုးသူတို့ရခံလာခွင့်ဆိုပြီးတော့သူတို့ကအရင်ကရှင် ခန်းပိုင်ကအခန်းပိုင်ပြီးတဲ့ပေါက်ကိုအခန်းပိုင်ရဲ့ပေါက်ကိုနေရတူကဘာမှအဝါမဖြစ်ဘူးအခုဟာကျတော့သူကကနဲတယ်လို့ထင်တယ်အိမ်ငါးတွေကိုပို့ပြီးလိုက်တဲ့အချိန်မှာသူတို့ကမသိတတ်ဘူးမသိတတ်တော့သူကအခန်းပိုင်ဖြစ်ပြီးနဲနေလေးပဲရတယ်ဆိုပြီးသဘောနဲ့ကျမတို့ရဲ့အင်ရှင်တွေပေါ့နော်အဆိုင်ယူပြီးတော့ငါးစားထားတဲ့အင်ရှင်တွေသူကအချောင်းကြိုက်အချောင်းကြိုက်ပြီးမင်းတို့ကစာတင်တယ်ဆိုပြီးတော့အဲ့လိုမျိုးစရင်းမျိုးဒီကနေ့ဒီတင်အလိုလေး information ပေးပြီးတော့တမားတို့ရဲ့တမားတို့ဝေးကြီးရတဲ့လေဆိုပြီးအဲတမားတို့ action ကိုအကြောင်းကြားပြီးတော့ အဲ့လိုအလုံးလေးတွေလိုက်ခိုင်းတာအဲ့တော့ကျွန်တော်တို့အင်အင်ကားတွေကဒုက္ခရောက်တာပေါ့နော်အင်ကားစာချုပ်မပြည့်သေးတဲ့ချိန်ရင်သဘောပြီးဖြစ်ခဲ့ပြီးစာချုပ်ကျန်တဲ့လတွေအတွက်အင်ရှင်တွေကဝေပြန်မှန်းပြီးဖို့လည်းသိရပါတယ်အင်ငွေတွေလိုချင်တဲ့ထောက်ပံ့ငွေတွေလိုချင်တဲ့ဆိုရင်ယူပါဒါဆိုကျွန်တော်တို့ပို့ထားတဲ့ကျွန်တော်တို့ဆိုရင်အင်ဂျင်နာက6လကြာပို့ရမှာလေ6လတောင်ကျော်သေးရဒါပေမဲ့ထားပါ6လတောင်ပို့ရတာအဲ့လိုရှိလို့ရှိရင်ကျွန်တော်တို့မှန်းမှန်းတကျဖြစ်အောင်6လဖြစ်ဖြစ်6လဖြစ်ဖြစ် ပြန်ပြီးအန်လေးပါပတ်စံဒါဆိုလို့ဆိုရင်ကျမတို့ဒီခံစားခွင့်လေးတခြားပေါ့နော်အရင်တော့ထောက်ပံ့ပေးပါညာရခဲ့လည်းမယူပါဘူးကျမတို့ကအဲ့လိုညှိနှိုင်းတာအမေလည်းမဆောင်အင်္ဂါနေထိုင်ဖို့လူသမီးတူကလည်းလာရောက်ခင်းနဲ့ပစ္စည်းတွေတော့ရပြီမေးဝင်ချင်းနဲ့ပတ်သက်လို့ခုထပ်တည်မရဘူးလို့ဆိုပါတယ်အခုတိုက်ပြိုတော့လဲတိုက်ကအောက်ဆောင်အောက်ဆုံးမှာဆိုတော့တိုက်ပြိုတဲ့အထဲမှာလဲပစ္စည်းတွေပါသွားတယ် ဘာမှကိုတော်တော်နဲ့မရဘူးငွေလည်းပြန်မအောင်မအောင်ပြန်သူတို့ကလည်းအခုဝေပုံကြောက်လဲသူတို့ပဲယူခြင်းငွေရေးကြီးနဲ့ကိုကကိုအလူခါမိမချတဲ့အရာကြီးကြလို့ရှိရင်အင်ရှင်နဲ့နာလူတွေပဲသူတို့ကတက်တိတ်ပုံပေးပေးမှယူနေကြအဲကိုကကိုအလူရှင်ရှားတဲ့ရှားပြီလားဆိုလို့ရှိရင်တက်တိတ်ပုံယူကြတဲ့အင်ငားတွေကိုမပါဘူးပေါ့အမျိုးကြိုင်အင်ငားတွေကလည်းလာစားပေးရတာတွေကလာတာတွေကလိုသေးတယ် ခက်ခါကြတော့မြင်များတတမရှိဘူးပေါ့အင်ရှင်တွေကသူတို့တိုက်ပြီးပြန်ပြင်ရမှာပြောရမှာကြာအစိုးရချပေးတာမဟုတ်ဘူးလေလို့လက်ရှိလူတယ်ဆိုတဲ့လူတွေကလည်းပေါ့ဒီငလင်ကြောင့်မို့လက်လူပေးတာပဲဖြစ်တာပေါ့အိမ်ပြင်ဖို့အိမ်ဖြတ်ဖို့အတွက်ကိုလက်လူတာမဟုတ်ဘူးပေါ့ကျမတို့ပြောပြတာကဆိုင်ရရပ်ကရကြီးအုပ်ချုပ်ရေးအပိုင်းကစည်ရင်အတိအကျလုပ်ပေးမယ်ဆိုရင်အခုလိုပြဿနာတွေလည်းမဖြစ်နိုင်တော့ဘူးလို့ လူရှင်တွေရောဆုံးရှုံးသူတွေအတွက်ပါကိုထိရောက်မယ်လို့ဒေသခံတွေကထောက်ပြပြောဆိုကြပါတယ်အခုလိုကိစ္စတွေကိုယာယီမှုတွေကလည်းအရင်ကစည်းငယ်တေချာလုပ်ပေးပေမဲ့နောက်ပိုင်းမှာပြဿနာတွေများလာတာကြောင့်တာဝန်ယူပြီးမလုပ်ဆောင်ပြီးတော့တာဖြစ်တယ်လို့ရပ်ွက်ယုံနဲ့လူဆက်သူတို့ကလည်းပြန်လည်ပြောဆိုပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိုက်ပွဲဖြစ်ပွားနေတာကြောင့်ဒေသခံအများစုကတိုက်ပွဲမရှိတဲ့မန္တလေးမြို့မှာအိမ်ငှားရည်စစ်ဘေးရှောင်လာရောက်နေထိုင်ကြသူများပြားရှိနေပါတယ်။